အဲကျွန်တော်မေးကြကိုကောင်းရင်ကျွန်တော်တို့ချက်တွေစေးမိရဲ့ချက်တွေကိုကျွန်တော်တို့တားထုတ်လို့ရသလားအဲ့လိုပြောကြကျွန်တော်ကျွန်တော်အတိအကျပြောမယ်ဗျကျွန်တော်ဒါရညင်းခုံလို့လည်းမရဘူးဒါရကျွန်တော်လက်တွေ့ဘာလို့လဲကျွန်တော်သူတို့နဲ့လည်းဟိုစေးချတဲ့သူတွေရဲ့ညီကိုတွေကိုကျွန်တော်ဂကနာနာလေးကျွန်တော်ရေးလေလေသူတို့မေးမြန်းမှုရေပေါ့နော်ဘာလို့လဲခင်လက်ခင်ငယ်ဘူးကျွန်တော်ကြောက်ပေါင်းပေါင်းတာပေါ့နော်ကြောက်ပေါင်းမှုသူတို့နဲ့လည်းကျွန်တော်ပေါင်းမှုတယ်အဲ့လိုကျွန်တော်က စေးချတဲ့ကြက်တီရဲ့သဘောတရားနဲ့တားထူးလို့ရမရဆိုတော့ပြောပြပါမယ်။အကျော်ပြောတယ်စေးချတဲ့ကြက်တီကိုတားထူးလို့မရဘူးဆိုတာ။ဒါရီကကန္နာကြီးဆန်တဲ့ပုံမီဇလန်းနေတကယ်တားထူးလို့ရမှာ။တော့ကျွန်တော်ပြောမယ်စေးချတဲ့ကြက်ဆိုတာဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့ဟာခြာစည်းလို့လည်းခေါ်ပစ္စည်းလို့ခေါ်လိုက်တယ်။အဲ့ဒီစေးရီကသူတို့ရဲ့စေးအာနေတင်ရကနေချလိုက်တယ်။နောက်နေ့လည်းတိုက်လို့ရ။သူတို့နောက်နေ့မဟုတ်တပတ်အတွင်းကိုအဲ့ကြက်တီကိုကျွန်တော်တိုက်လို့ရ။ဘယ်ချင်းကောက်တိုက်တိုက်။အဲ့ကြက်စေးအာနေတယ်မပြေဘူးဗျ။ အဲဒါပဲတပတ်ကျော်သွားရင်တော့သူရဲ့ကုမှုကုဟာကုဇလန်းနေရပုံမှန်နဲ့တက်ခတ်တယ်အဲဒီရဆေးရဲ့သဘောတရားပါဒါပေမဲ့ရေစည်းရှိတယ်သူရေစည်းဆိုလဲအဲ့လိုပဲဆေးရနေတင်ရကျွန်တော်တို့ကဟိုတော့ဟိုဟိုဒီနေ့ဤစေးမိလိုက်တယ်ဒီနေ့မိပြီးတော့သူကတပတ်ဆေးရဲ့လောက်ဒီသူကအာနိတင်နေနေပြီးပူတယ်ဗျသူကဆေးရဲ့လောက်ဒီခံတယ်ဗျရေစည်းရကြအဲဒါပြီးရင်ကျွန်တော်ပြေးသွားတယ်ဗျအဲဒါမှဆေးမချတတ်တဲ့သူတယောက်

ဒါမင်းတို့တားပြီးတားကြမိုင်နဲ့ကြိုက်တဲ့ကြည်နဲ့လိုက် အကုန်တားပြီးသူ့အတူအော်တိုတားပြီးသူ့ရဲ့ဒီတုပ်ဖို့အတွက်အန်ရဲသွားပြီးတော့အဲ့ဒီရဲ့ဆေးရဟိုကသွားပြီးတော့ပြဿနာမရှာတုပ်ဖို့မှာအရာမရှိဘူးကျွန်တော်ပြောချင်တာသူ့ရဲ့ generation တုပ်ဖို့မှာအရာမရှိဘူးကျွန်တော်ပြောချင်တာကြက်ကဟိုမွေးဝါးတိုင်းဒီတော့ချွေးချက်တင်နဲ့လူများလို့ဆိုမှတော့ပိုလီယိုတို့ဘာလို့ဖြစ်တဲ့ဟို generation ကူကူတွေပဲစီဂျိုစီဂျိုဟို generation အဲ့လိုရှိတယ်ကျမက ကျွန်တော်ပြောတာစေးအလောက်ခံလို့ဒီတုပ်ဘူးမှာသွားပြီးအဲရာမရှိဘူးမစိုးရင်လည်းညီကိုကြိုက်တယ်လို့သူတားပြီးသူတို့တားချပြီးမဲ့ချက်ကတားကိုပြီးနော်စေးရဲ့သဘောတရားကျွန်တော်ပြောသလိုပဲစေးချခံလိုက်ရင်တပတ်စေးရဲ့ဆိုရင်ကျွန်တော်ပြောမယ်သူကစေးအာနိသင်ပြေးတယ်စေးလောက်ခံတဲ့ချက်တရားလည်းတိတာတယ်ခုနေရင်လည်းသူက3ရက်လောက်ဆိုရင်တားခုတ်တယ်ခုတ်ပြီးသွားတော့ပြုတ်ကျသွားတယ်လက်ထမ်းပိုင်းမျက်လုံးတွေမိတ်ပြီးဇက်တွေကျိုးကျလာတယ်နောက်ပြီးဒီလိုစိတ်ဆက်ရှာတယ်နောက်ပြီးသူတို့ ညောင်ထိုးပြီးပြေးတယ်ခွနေကိုညောင်ထိုးတယ်ဒါစေးချခံတဲ့ချက်တည်းကညီကိုအဲ့ဒါလေးကသတိထားရမယ်ညီကိုသတိထားရမယ်ချက်တည်းဒါမှမဟုတ်ကျွန်တော်ပြောချင်တာ